ဖိုးဖမားလုံးမင်္ဂလာပါ။ clock corner နေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်တို့ဒီညရှင်မြန်သွားတဲ့ချင်မြန်လေးပွဲစဉ်ကလေဘာဦးရဲ့အိမ်ကွေးမှာတော့ PSV တို့ကကျွန်တော်ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်ပြီးတော့လေဘာဦးတို့ကျွန်တော်တို့အိမ်ကွေးမှာပဲထပ်ပြီးတော့ဂိုးပြတ်ရှုံးလေးကိုကြုံတွေ့သွားရတဲ့ပွဲလေးပွဲကျုံ30ချက်အဲပွဲပြီး30ချက်လောက်ပြေးသွားမှာဖြစ်ပါတယ် sorry ပါစကားကြီးတော့မှားကုန်ရှုံးပွဲတွေကများတော့ဘာမှမသိတော့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုတွေနဲ့ အဲ့ဆိုခလုတ်ပြီးကုညီပြီးသွားလို့ရပါတယ်โอเคအဲ့ဆိုကျွန်တော်ပွဲအကြောင်းလေးကိုသွားလိုက်ကြောက်ရုံးဆုံးနေကျွန်တော်တို့ဒီဘက်ကတော့အိမ်ကမှထပ်ပြီးတော့ကျွန်တော်ရှက်တကွဲအကျိုးနဲ့နဲ့ကိုပြတ်ထပ်ပြီးတော့ရှုံးနေတယ်လို့ပြောလို့ရတယ်အိမ်ကမှပဲကျွန်တော်တို့အိမ်ကဝေးဝေးမီးဝေးနဲ့ကျွန်တော်တို့တွေးတဲ့အတင်တိုင်းကိုကိုပြတ်တွေပဲကျွန်တော်တို့ရှုံးနေနေရတာတော်တော်လေးမှချင်းနေစိုးရလုံးပြီးတော့လောဘဝိဒီယာဒီကျွန်တော်တို့တမ်းမစင်းရရင်ကံကောင်းဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်ကျွန်တော်တို့ချန်ပီယံလိမ်းမှာဆိုလို့ရှိရင်လည်း play off ကနေပြီးတော့ ပြန်ကစားမယ်ပုံစံတွေရှိနေတဲ့ပုံစံမျိုးတွေမှာတော့ဘောတော့ကတော့တော်တော်လေးမှစိုးရင်ညတဲ့အချိန်နေစိုးရင်ရတာတော့တော်တော်လေးကိုကြပါပြီ။ဘာဖြစ်လို့လဲကျွန်တော်ရှုံးပွဲတွေတောက်လျှောက်ဆက်ပြီးတော့နိုင်ပွဲဆိုတာဘာမှန်းမသိရတဲ့အချိန်နေမျိုးတွေမှာဖြစ်နေတဲ့အတွက်ကြောင့်နိုင်ပွဲဆိုတာကျွန်တော်တို့တော့ကတော်တော်လေးကဝေးနေတဲ့အချိန်နေမျိုးအထူးသဖြင့်ဒီနေ့ပွဲမှာတော့ကွင်းလေရောနောက်တောင်းတိုက်ဆက်ကတော်တော်လေးကမှစိုးဝါလွန်တဲ့ပုံစံမျိုးတွေ့ရတယ်။ဒီနေ့ဒီပွဲလုံးတိုင်းတားရကြည့်လိုက်မယ်ဆိုရင် လူပဥမာဆိုလို့ဆိုရင်တော့ကျွန်တော်တို့ကစားသမားကောင်းတရားဆိုလို့စူစလိုင်းပဲတယောက်ပဲရှိတော့တယ်လို့တော့ကျွန်တော်တော့မြင်တယ်ကိုယ်ကစားသမားဖြစ်တဲ့ ground member mat lesser လဲတော်တော်လေးမှကျွန်တော်တို့ချင်းနေဆိုးပါတယ်ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့ဘောလုံးပေးပို့မှုတွေကျွန်တော်တို့ဘောလုံးထိချက်တရားလဲတော်တော်လေးမှလွယ်လွယ်မှားမှားတွေဖြစ်ပြီးတော့ကျွန်တော်ပွဲတိုင်းလိုလိုဖြစ်လာတာလဲလူပဥရဲ့ကစားသမားတွေရဲ့ကျွန်တော်တို့စိတ်သက်ကိုအဲပို့လို့အဲချင်းနေဆိုးစေတယ်လို့မြင်တယ်ဒီဘွဲနဲ့ဒီဘွဲရှုံးဘွဲဆက်လာတာကစားသမားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာတော်တော်လေးမှ ချင်းနေဆိုးသွားတယ်လို့မြင်ရပါတယ်။ Okay အဲ့ဒါကျွန်တော်တို့အဲတွင်ကိုလေးအကြောင်းပြောလိုက်ရအောင်။အရင်ဆုံးနေကျွန်တော်တို့ဒီနေ့ပွဲမှာတော်တော်လေးဦးမလဲများပါအထူးသဖြင့်ပြောကြရတော့များများကွင်းလဲတိုင်လည်းပြောကြများလို့တစ်ဖက်ကလည်းပေါ့ရဲ့ညံဖျင်းမှုတွေလည်းပါခဲ့တယ်လို့မြင်တယ်။ပရမအူဆုံးမှာကျွန်တော်တို့6မိနစ်မှာတည်းကကျွန်တော်တို့ပေဒီစစ်ရောက်ပါတယ်ခုဒီကိုကတော့ကျွန်တော်တို့အဲ PFB ရဲ့ကျွန်တော်တို့အဲ တောင်းကန်ဘောကနေရသွားတဲ့ကိုဒီကိုကတော့ကျွန်တော်တို့အဲရောက်ရတဲ့ကိုဆိုတာဘတ်ဂျက်မန်တိုင်းခေါင်းခုံတိုက်တဲ့ဟုတ်သားကိုတစ်ခါကကျွန်တော်တို့ PFP ရဲ့ကစားသမားနေဖတ်ထားတဲ့အချိန်မှာတော့သူ့အနေနဲ့အရှင်လုံပြီးတော့ကျွန်တော်တို့လူကမထောက်သွားပဲလက်ပဲမြောက်ရတဲ့အချိန်မှာတော့ကျွန်တော်တောင်းကန်ဘောကလာတဲ့ဘောလုံးနဲ့လက်နဲ့ရိုက်သူလိုဖြစ်သွားပြီးတော့ကွင်းလယ်တန်းကနေပြီးတော့ပနတီပေးလိုက်တဲ့ဖြစ်ရဒီဖြစ်ရကတော့တော်တော်လေးဥမာမေကွန်ထုတ်เสียရများခဲ့တယ်လို့ပြောလို့ရအနောက်ကနေပြီးတော့အဲတစ်ဖက်ကကစားသမားတိုင်းဖတ်ထားပြီးတော့အချိန်မှာသူ့အနေနဲ့ခုံလိုက်တဲ့အချိန်မှာတော့ လုံးဝကျွန်တော်တို့လေပေါ်မရောက်သွားပဲနဲ့လက်ပဲတက်သွားတဲ့ဟန်မှာတော့လက်နှစ်ဖက်လုံးသူကတစ်ဖက်ပဲချုပ်လိုက်တစ်ဖက်ကိုနောက်ကနေတော့တိုင်းဖက်လိုက်တဲ့အချိန်မှာတော့လက်တစ်ဖက်ပဲလွတ်ထွက်သွားပြီးတော့အဲ့လက်ကနေရောကျွန်တော်တို့ဘောလုံးသွားထိလိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ပနယ်တီဆိုပြီးတော့ပေးလိုက်တာဒီပနယ်တီကိုတော့ကျွန်တော်ပေးစက်ကလည်း6မိနစ်မှာကျွန်တော်တို့ကိုသမားရဲ့ကျွန်တော်တို့ဘက်တောင်းဘယ်ဘက်ကိုအကောင်းဆုံးကာကွယ်ပိတ်သွင်းသွားတယ်လို့ပြောလို့ရအဲ့ဒီနောက်ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ဆိုရင်လည်းကျွန်တော်အဲ စမ်နစ်ကျော်လောက်မှာတစ်ဖက်ကကျွန်တော်အဲ PFP ရဲ့ကျွန်တော်ကစားသမားတွေလက်ထိတဲ့အဲဘောလုံးတွေရှိတယ်သူသူတို့ရဲ့ goal area တွေပဲအဲလုံးတွေကိုတော့ ქვენ လက်တိုင်းနဲ့လုံးဝကိုကျွန်တော်မပေးပါဘူးလစ်လို့ရှုခဲ့တယ်ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်အဲ PFP ရဲ့ကျွန်တော် goal area တွေမှာပဲလက်ထိတာအနည်းဆုံးကျွန်တော်နှလုံးလောက်ရှိတယ်ဗျအဲလုံးတွေကို ქვენ လက်တိုင်းဆိုလုံးဝကို PR တော့ပြန်မကြည့်ပေးတဲ့ဘာမှအောင်မပေးဘဲနဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့် Matt Lesser ရဲ့ကန်ကျက်တဲ့လုံးလုံးတွေပြီးလို့ရှိရင်ကျွန်တော်တို့ အကိုရီကပူရဲ့ကံတဲ့အလုံးတွေဆိုလို့ရင်ကစားသမားတွေလက်ထိတဲ့အလုံးတွေတော့ဘာမှမပြေပင်နဲ့ကွင်းလက်တိုင်းတော့တော်တော်လေးမှလှစ်လို့ရှုပ်ခဲ့တယ်လို့ပြောလိုက်ရဒီနေ့ဒီပွဲမှာတော့ကွင်းလက်တိုင်းတော့တော်တော်လေးမှအခြေအနေဆိုးတယ်လို့ပြောလို့ရလို့လူပေါင်းတင်တဲ့တော်တော်လေးမှညံဖင်းခဲ့တာကျွန်တော်တိုက်ပြီးတော့မကြခင်မှာပဲကျွန်တော်အဲ16မိနစ်လောက်ပါပဲ15မိနစ်ကျော်16မိနစ်လောက်ပါပဲကိုရီကပူရဲ့ကျွန်တော်ကံမင်းချက်ကရှန်ထွက်လာတဲ့လုံးကို ဆိုဖို့ slide နဲ့အကောင့်တော့ပိတ်သွင်းပြီးတော့ကျွန်တော်ပထမပိုင်းမှာတည်း11ဖြစ်ပထမပိုင်းမှာတည်းကတော်တော်လေးမှလေဘဝကြီးရဲ့တိုက်ဆက်ကတော်တော်လေးမှကောင်းခဲ့ပါတယ်ပထမပိုင်းမှာဆိုပြကြည့်မယ်ဆိုရင်တော့အဲဂိုးဘောက်ကန်သွင်းချိန်ဆိုလို့ရှိရင်တော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဆိုဖို့ slide ကန်တဲ့အလုံးလေးလောက်ပဲရှိတယ်နှစ်ဖက်တောင်းမှကစားသမားဖြစ်တဲ့ကိုရီကပူနဲ့မိုဟာမက်ဆာအစိုးဆုံးကတော့မိုဟာမက်ဆာလားမိုဟာမက်ဆာလားအနေနဲ့ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှမသိပဲနဲ့သူ့အနေနဲ့ဘောလုံးလေးပေးတာလဲမှားလို့ဘောလုံးလေးအထင်းသိမ်းလဲဒီနေ့ပုံမှန်တော်တော်လေးမှပြက်ခဲ့အရှိပွဲတွေမှာလဲမိုဟာမက်ဆာလားအနေနဲ့တော်တော်လေးမှ ျွန်တော်တို့ဆိုးဝါးလုံးတဲ့အခြေအနေကိုပိုင်ဆိုင်ရတဲ့နိပြအနေနဲ့ကျွန်တော်တို့ပထမပိုင်းအဲဒုတိယပိုင်းဆက်စားခြင်းမှာလူစားအပြောင်းလဲတွေလုပ်တင်တယ်ဆိုတာနိပြအနေနဲ့မိုဟမက်ဆာလာကိုဆက်ထားတယ်ဆက်ထားတယ်မိုဟမက်ဆာလာအတုံးမဝင်တော့တဲ့ပုံစံမျိုးဖြစ်နေတယ်။နောက်တန်းနောက်တန်းမှာဆိုရင်လည်းကျွန်တော်တို့အဲဆိုအကျွန်တော်တို့ကိုနိုင်ပေးရောဘာချန်ဘာတိုင်းရောဒီနေ့ပုံမှာတော်တော်လေးဥမှညာဖင်းခဲ့ဆိုထပ်ကကျွန်တော်တို့အဲတောင်းမနှစ်ချက်ဖြစ်တဲ့ကကကလည်းဒီနေ့ပုံမှာတော်တော်လေးဥမှညာဖင်းခဲ့တယ်လို့ပြောလို့ရတယ် ကျွန်တော်ရသွားတဲ့ဒုတိယအလုံးဆိုလို့ဆိုရင်အဲ96နှစ်မှာတဲသွင်းသွားတဲ့အလုံးဆိုလို့ဆိုရင်ကိုရီကဘိုရော sorry ကိုရီကဘိုကတော့ဖြစ်တယ်အဲကိုနတေးရောဘာချန်ပန်နာရဲ့ရှေ့ရနေတော့ဘောလုံးကလုံးဝဖြတ်ထွက်သွားတာကိုသူတို့နှစ်ယောက်ကလည်းတိတိကျကျကြည့်ပြီးတော့တစ်ဖက်ကကျွန်တော်တို့ကောက်ကတ်နေနေတယ်အဲတဲရဲ့တက်လာတာကိုလူလိုက်ကြိုက်တော့ဘေးကနေပြီးတော့သူ့အနေနဲ့ပဲလိုက်ကြလိုက်တဲ့အချိန်မှာတဲအနေနဲ့အကောင်းဆုံးဆုံးသက်သွားပြီးတော့ဥဆောင်ကိုထက်ရသွားတူဝမ်ဖြစ်အဲ့အချိန်မှာပဲလေဘဝအနေနဲ့အပြောင်းလဲတွေလုံးတင်နေတယ်ဒါမှမဟုတ်မလုံးသေးဘူး တို့ထပ်ထပ်တာလား80ကျောင်း80ကျော်လောက်မှာပဲဒီဘောင်းအနေနဲ့အဲကိုနတေးကတော့အဆင်မပြေတော့ဆိုတော့ကိုနတေးကိုထိုက်ပြီးတော့ခေစာထိုက်တယ်။ကောင်ဘက်ကိုနောက် CPU ပြန်ပို့လိုက်တဲ့အချိန်မှာတော့ပိုလို့တော့စိုးသွားတဲ့အခြေအနေမျိုးတွေမြင်ရတယ်။နောက်ထပ်ပြီးတော့ပဲ83မိနစ်မှာပဲထပ်ပြီးတော့တဲဒရီဦးချက်ကနေပြီးတော့တွင်းသွားတဲ့အလုံးအဲ့အလုံးဆိုရင်လည်းတော်တော်လေးမှကျွန်တော်တို့ကောင်းမွန်တဲ့ပုံစံမျိုးတွေနဲ့တွင်းသွားတယ်။နောက်ဆုံးကတော့ကျွန်တော်တို့90 plus 10မိနစ်မှာတွင်းသွားအဲ့အလုံးကတော့တော်တော်လေးမှကျွန်တော်တို့ လွတ်ထွက်သွားတယ်လို့ပြောလဲတဖက်ကကျွန်တော်လေဘောက်သင်းနေတဲ့တိုက်ဆက်ဆင်နေတဲ့အချိန်မှာတဖက်ကကျွန်တော် PFB ရဲ့နောက်တန်းကစားသမားကနေတော့ဘောလုံးပေးချက်တော်တော်လေးမကောင်းတာအဲ့ဒီမှာလည်းကျွန်တော်ဘာလို့ရှိလဲဆိုတော့ဘာဂျမန်နဲ့ရှိတယ်ဘာဂျမန်ရဲ့သူ့ဘေးနားနေတော့ဘောလုံးနဲ့ဖြတ်ဝိုက်သွားတဲ့ဆာဆရာသမားမလိုက်တော့ပဲနဲ့အလုံးကတော့လွတ်လွတ်ကျော့ကျော့ကြီးကန်သွင်းသွားပြီးတော့4-1ဆိုပြီးတော့ရှုံးနေသွားခဲ့။ဘောဦးသိန်းနေနဲ့ကျွန်တော်တို့ရှုံးနေအဲ မှုတွေကတော်တော်လေးဟိုကများပြားခဲ့တယ်လို့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ twin ကိုတဘိုးပဲပြန်လဲ twin နိုင်တဲ့အခြေအနေမျိုးကဒုတိယပိုင်းအနေနဲ့ liverpool အနေနဲ့ပြန်လာမယ်လို့တော့မျှော်လင့်ထားပါတယ်ဒါမှလည်းပြောင်းလာနိုင်ခဲ့ပဲနဲ့ဂိုးပြောက်ဟိုကထပ်ပြီးတော့ပေးလိုက်ကြတဲ့ပုံစံမျိုးဒီမှာတော့တော်တော်လေးဟိုကစိုးရလုံးပါတယ်နောက်တန်းတန်းလုံးလဲတော်တော်လေးစိုးလို့ကိုင်းလေကစားလာမှဆိုလို့ support line တယောက်လောက်ပဲဒီနေ့ပွဲမှာကောင်းခဲ့တယ်လို့တော့ပြောလို့ရတယ်တပွဲလုံးတိုင်းတားရဆိုရင် support line တယောက်ပဲရောက်ပဲကောင်းတယ် ပြီးရင်လည်းကျွန်တော်ဂိုးပကန်သွင်းခြင်းဆိုလဲဆိုဆိုင်းတယောက်လောက်ပဲကန်သွင်းခြင်းကျွန်တော်ဂိုးပြိုင်ရှုံးပါတယ်ဆိုမှကျွန်တော်တို့ဒဏ်ရာပြဿနာပါထပ်ပြီးတော့ကြုံတွေ့သွားတဲ့ပုံစံမျိုးရှိတယ် IKTK အနေနဲ့ကျွန်တော်တို့60မိနစ်လောက်မှာပဲလူစားလဲလိုက်ကြတဲ့ပုံစံမျိုးတွေရှိတယ်နောက်တန်းကစားသမားနဲ့ထိကပ်ပြီးတော့သူ့အနေနဲ့လုံးဝကိုအဲအစ်ဆက်နဲ့လဲလိုက်အစ်ဆက်ဝင်လာပြီးတော့ကျွန်တော်တို့ဒီဆက်နေနဲ့လေသူ့အနေနဲ့ကန်သွင်းခြင်းနှစ်ကြိမ်လောက်ရခဲ့တယ်တစ်ကြိမ်ကတော့တော်တော်လေးမှကောင်းမွန်တဲ့အဲကန်သွင်းခြင်းကိုတော့အဲတစ်ဖက်ကကျွန်တော်တို့ပြည့်ပြည့်ရဲ့ဂိုးသမားလုံးဝစိတ်သွားတယ်လို့မြင်နေတယ် တော်ဝေလုံးတိုင်းနိုင်ရပြန်လဲကြည့်မယ်ဆိုရင်တော့ PFP တင်ရဝေကူးမှလာရှင်ပြန်ရုံနဲ့ပွဲမှာတော့သူအနေနဲ့တသိန်းလုံးကောင်းပါတယ်နောက်တန်းကွင်းလဲတိုက်စစ်ဘာမှပြောကြမလို့ပဲねလူပေါ်ကြီးရကျွန်တော်တို့ပထမပိုင်းဖီအားပေးမှုကိုသူတို့အနေနဲ့ကြံ့ကြံ့ခိုင်ပြီးတော့စောစောစီစီပဲကျွန်တော်တို့အနေနဲ့သွန်းကိုတွေပါရတယ်ဒုတိယပိုင်းပထမပိုင်းတစ်ပိုင်းလုံးဆိုတော်တော်လေးမှကြံ့ကြံ့ခိုင်ပြီးတော့ကစားသွားဒုတိယပိုင်းမှာတော့ကျွန်တော်ထင်မဲ့မထားပဲကလည်းပြောင်းနေဖြစ်တော့ PFP ရကျွန်တော်တို့ထင်မဲ့မထားတဲ့တိုက်တံမြန်တိုက်စစ်တွေကနေပြီးတော့လူပေါ်ကြီးတို့ကျွန်တော်တို့သုံးကိုထပ်ပြီးတော့ပေးရပြီးတော့ ဲ့ဒီငွေမှာပဲဖိုးဝမ်းလို့ဆိုပြီးတော့ရှုံးနေသွားဒီရှုံးနေမှုကြောင့်ပဲလူပေါင်းတို့တော်တော်လေးဥမှာအချင်းနေစိုးသွားတယ်လို့မျိုးနေရတယ်ရှုံးနေမှုကြောင့်ပဲအဆင့်73နေရာထိကိုရောက်သွားပြီးတော့ PFB အနေနဲ့လည်းအဆင့်75ထိကိုကျွန်တော်တက်လှမ်းလာတာကိုတွေ့ရတယ်ဒီပုံစံတိုင်းကျွန်တော်နောက်လာမယ့်ချန်ပီယံလိကလည်းကျွန်တော်တို့အဲငါဘုတ်အတုံးဘွဲရှိသေးတယ်အထူးဖြစ်ကျွန်တော်တို့အင်တာမီလန်တို့ဘာတို့နဲ့အဝေးကွေးမှာတွားရောက်ရှင်ပြိုင်မဲ့ပွဲတွေမှာလူပါဘူးတင်းနေတယ်တော်တော်လေးမှအချင်းနေဆိုးอ่ะဒီစနစ်ကြီးကိုတော့ နေပြအနေနဲ့ပြောင်းလဲတင့်တယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်လီဗာပူးရဲ့အဲကျွန်တော်တို့မျောလင်းချက်တွေအဲပြိတ်သက်တွေရဲ့ကျွန်တော်တို့မျောလင်းချက်တွေကတော်တော်လေးမှဆုံရှုံသွားမဲ့ပုံစံမှာပုံစံမှာရှိတယ်အခုဆိုရင်လည်းကျွန်တော်ပင်းပြလိုက်မှာလည်းတော်တော်လေးမှအခြေအနေဆိုးနေတော့ချန်ပီယံလိမ့်မှာလည်းကျွန်တော်တို့ဂိုးပြက်ကိုပါအိမ်ငူးမှမှာထပ်ပြီးတော့ရှုံးနေနေတဲ့နိပြအနေနဲ့ကျွန်တော်တို့ရှုံးနေမှုပွဲကဘယ်နှပွဲတွေတောင်မှမသိတော့ဘူးကိုကလည်းကိုတော့ရှုံးတာများလားပြန်ကြည့်လိုက်ပါဦးဘယ်နှပွဲတွေဖြစ်ကုန်လဲမသိဘူး ျေးဇူးများတင်ပါတယ်။အဲနေရဲနေအကုန်လုံးနိုင်သွားတာဆိုလို့ကျွန်တော်တို့အမ်ဘာရှိလဲဆိုရင် real ကိုနိုင်တယ်ပြီးတော့စင် Aston Villa ကို2-0နဲ့နိုင်ဒီနှစ်ပွဲပဲနိုင်တော့နှစ်ပွဲထပ်ရှုံးနေရှေ့ပွဲဒီမှာလည်းရှုံးနေတယ်လီဗာပူးရဲ့ရှုံးနေမှုကပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးမှများတော့ပြန်တော့မကြည့်တော့ပါဘူးရှုံးနေမှုကတော်တော်လေးများပြီးတော့နိုင်ပွဲဆိုတာဘယ်နှစ်ပွဲတောင်မှလက်ချေဦးကြီးလို့ရတဲ့ပွဲတွေဖြစ်ပြီးတော့ရှုံးပွဲကတော့မမှန်းမိတဲ့လောက်ဖြစ်နေတဲ့အခြေအနေမျိုးကတော့ဘောက်ကြီးစားသမားတွေရောနီးပြတွေရော အတင်းတန်းလုံးနဲ့ဆိုင်တဲ့ကျွန်တော်တို့လူကြီးတွေရောအနေနဲ့ဒီကိစ္စအောင်မြန်သွန်းပြန်လဲပြင်ဆင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဒီလိုမှမဟုတ်ဘဲနဲ့ဒီတိုင်းသာဆက်သွားမယ်ဆိုရင်တပောင်ကြီးကနောက်ထပ်ကျွန်တော်ရှုံးဝဲတွေကိုထပ်ကြုံတွေ့ရမယ်လို့တော့မြင်တယ်နောက်ကျွန်တော်လာမယ့်ပြည်မြတ်လေးပွဲရလဲဝဟန်အဝေးကမှတွားရောက်ရှင်ပြန်မယ်ပွဲရလဲတော်တော်လေးကမှခက်ခဲအောင်မဲ့ပွဲတပွဲလို့တော့ကျွန်တော်မြင်တယ်ညီကိုတင်နေရောတင်ညာကစားသွားကြတာလဲလေပောင်းနဲ့ပြည့်ပွဲကိုဘယ်လိုမြင်ကြလဲဘုရားဆွေးနေမှတ်ချက်ပေးတော့ပါဦးအိမ်ကမှထပ်ပြီးတော့ ိုးပြက်ရှုံနေမှုဒါတော်တော်လေးမှထိခိုက်နေနာစရာတွေရှိခဲ့တယ်လို့တော့မြင်တယ်တသိန်းလုံးတိုင်းတရာဆိုရင်ကစားသမားတယောက်မှစသုံးမကြောက်လို့တော့ပြောချင်ပါတယ်ဆိုဖို့စတိုင်းတယောက်ကလွဲပြီးတော့အကုန်လုံးတော်တော်လေးမှညက်ဖျင်းတယ်လို့မြင်တယ်မိုဟာမက်ဆာလာအနေနဲ့လည်းအသင်းမှာဆက်ပြီးတော့တော့ကစားကျင်တဲ့ပုံစံမျိုးတွေဖြစ်တဲ့အတွက်ရောင်းလဲရောင်းထုံမရောင်းရင်လည်းဒီကောသွားကျင်နေနေရသွားဆိုပြီးတော့လှုပ်လိုက်ကမဲ့ပုံစံမျိုးတွေဖြစ်နေယူကိုရီရောဘလိုပြင်ရလဲဦးရောက်ဆွေးနေမချက်ပြပေးသားလို့ရပါတယ်လာရောက်ချက်ချုပ်ပေးတဲ့ညီကိုတယောက်ရှင်နေတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ပြီးတော့လေးမှာပြန်လဲစုံလို့ကြတော့ဗျာ